ဒီတော်စုနိုင်ငံသားအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုပါတယ်။ဒီတော်စုနိုင်ငံသားအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုပါတယ်။ကျွန်တော်ကရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ရဲ့ဥက္ကဋ္ဌဒေါက်တာရေးမောင်ဖြစ်ပါတယ်။ဒီတော်စုသားများခင်ဗျာကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာရှေ့လျားပြီးတမိုင်းကြောင်ခိုင်မာတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး မျိုးသားသီးဆီးညီညွတ်ရေးဟာဒီခိုင်တန်းရင်းသားများဖြတ်သန်းခဲ့ရတဲ့တမိုင်းခေတ်များနဲ့အတူကြစ်လက်ခိုင်မာခဲ့ပါတယ်။ဗထေတရစ်ခေတ်ကိုလိုနီခေတ်အပါဝင်ဒုတိယကမ္ဘာစစ်နှင့်ခေတ်ဆက်ဆက်နိုင်ငံရေးမတည်ငြိမ်မှုအမျိုးမျိုးကိုလည်းပဲမျိုးသားသီးဆီးညီညွတ်ရေးအခြေခံစစ်တပ်နှံ့ပြီးခိုင်မာစွာရပ်တည်ခဲ့ပါတယ်။ကျွန်တော်တို့ပါတီကိုမျိုးသားသီးဆီးညီညွတ်ရေးသားလျင် ရှစ်လာမဲ့ပြည်တော်စုနိုင်ငံရေးဖြစ်စဉ်တွေမှာခိုင်မာစွာယက်တည်နိုင်ဖို့လိုအပ်ချက်ဖြစ်တယ်လို့ယုံကြည်ကြတဲ့လူပုဂ္ဂိုလ်တွေလူငယ်တွေအမျိုးသမီးတွေနဲ့ Liberal Democratic ပြည်တော်စုဖြစ်ဖို့ရေးကိုကြည်ရွေးပြီးတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ဘာတီရဲ့အခြေခံမူဝါဒ၃ရက်မှာရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်တော်စုဖွံ့ဖြိုးတိုးတက်ရေး development ပြည်တော်စုနိုင်ငံတို့အတွင်း နိုင်ငံရေးစီးပွားရေးလူမှုရေးဒန်းတူညီမျှမှုရှိစေ equality ဒီလိုစုနိုင်ငံတို့အတွင်း liberal democratic ဝါဒချစ်ပိုထွန်းကားလာ၏ democratization တို့ဖြစ်ပါတယ်ဒီခိုင်းကြီးနေကိုအဓိကအခြေခံပြီးရန်ကုန်တိုင်းတွင်းမှာရှိတဲ့ရခိုင်မျိုးသားများကိုကိုစားပြုနိုင်ဖို့အတွက်ပါရွေးချယ်ခံမှာဖြစ်ပါတယ်ရန်ကုန်တိုင်းတနေရာအပအဝင် ရခိုင်ပြည်နယ်အတွင်းဆက်တိုသုံးရက်မှာစုစုပေါင်း44နေရာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ်ရွေးကောက်ပွဲကတစ်ဆင့်ရွေးကောက်ပွဲလွန်ကာလမှာပြည်ပြည့်ဆုံးမှုတဲ့ဒီမိုကရေစီအတွင်းကူးပြောင်းရေးဖြစ်ရှင်တစ်ခုဖြစ်ပေါ်လာအောင်ဝိုင်းဝန်းဆောင်ရွက်ခြင်းကြတဲ့ရခိုင်တိုင်းရင်းသားများရဲ့ဆန္ဒကိုဖော်ပြနိုင်ဖို့ကြီးရထားပါတယ်ပါတီရဲ့အမှတ်တရစိတ်ဟာပြည်ထောင်စုရခိုင်ဒင်းသားဖြစ်ပါတယ် ခုဆက်ပြီးကျွန်တော်တို့ရဲ့ပြည်တော်စုနိုင်ငံတော်နဲ့ပတ်သက်တဲ့ရည်မှန်းချက်မူဝါဒများကိုတင်ပြပါမယ်။ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးအာဏာများပိုင်းခြားသုံးဆွေရာတွင်ထင်သာမြင်သာ ရှိစေ၍အပြန်အလှန်ထိန်းချုပ်နိုင်သောဆွမ်းအားရှိစေရေး။နှစ်ပြည်တော်စုလွှတ်တော်ပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်နှင့်ဒီနေ့တိုင်းဒေသကြီးလက်တော်များသို့ခွင့်ဝေအနှင်းသည့်ဥပဒေပြည့်ရအာဏာများကို ကျင့်သုံးရတွင် အများဆန္ဒအရဆုံးဖြတ်ရမည်ဖြစ်တော်လဲအနေစုဆန္ဒများကိုလည်းထစ်သွင်းစဉ်းစားနေရပေး၏ကုန်းဒီတော်စုတိုင်းရင်းသားများဤစာပေရင်ကျင်းမှုအမှုပညာစကားသမိုင်းအမွေနှင့်များဖော်ထုတ်ထင်းသိမ်းရတွင်လွတ်လပ်စွာဆောင်ရွက်ခွင့်ရရှိစေရေးနှင့်တိုင်းရင်းသားအသည့်ဤသမိုင်းနှင့်စာပေများအားဖော်ထုတ်တင်ကြားနိုင်၏လေး လျာမြေနိုင်ငံတော်ပိုင်ဆိုင်သည့်စနစ်အားလေသမားများကိုယ်တိုင်လွတ်လပ်စွာရောင်းဝယ်ပေါင်နှံခွင့်အမွေဆက်ခံခွင့်စသည့်မိမိလျာမြေအားမိမိကိုယ်ပိုင်ပြတ်ထန်းပိုင်ခွင့်ရှိသည့်လျာမြေမူဝါဒဖြင့်အစားထိုးနိုင်ရန်လျာထွက်ကုန်တိုးမြင့်ထွက်လုံနေကြတော့ကမ္ဘာနိုင်ငံများနဲ့နှိုင်းရှင်ရဲ့ပညာရှင်များမှဦးစီရေးဆွေးရေးငါလျာလုပ်ငန်းဖွံ့ဖြိုးရေးအတွက်အထူးစီမံခန့်ဖြင့်ဆောင်ရွက်ရန်ကြိုးပမ်း ရပါမည်မျိုးစစ်ခင်မီနီပညာစေပြောရေးကိရိယာများမျိုးဩဇာပိုးသက်စေလောင်စာစီစသည်များကို အထူးစီမံခြင်းဖြင့်ပံ့ပိုးခြင်းအတော်နှုံတက်တာစွာဖြင့်စေပြောရေးစိတ်ရှင်းဝင်များအထူးခံစားခွင့်ရင်းမြစ်တဘာဝဈေးကွက်လိုအပ်ချက်နဲ့အညီလွတ်လပ်စွာတည်နှံရွေးချယ်စေပြောခွင့်ထုတ်လုပ်တော်လောင်ချက်ခွဲတည်ယူရောင်းချပိုင်ခွင့်ရရှိရေးဥပဒေပြုနိုင်ရန်ကြိုးပမ်းဆောင်ရွက်တော်ရည် 6နိုင်ငံဝန်ထမ်းများ၏လုပ်ငန်းခွင် အာမခံချက်ရရှိရေးမိမိတို့၏အရေးအရှင်းနဲ့အညီလူမျိုးဘာသာမခွဲခြားပဲရာထူးအဆင့်မှန်ကန်စွာထမ်းဆောင်ခွင်ရရှိရေးဖိတ်တန်သည့်လောက်ခလာစားစရိတ်နှင့်အဆောင်ရောင်များအားအနည်းဆုံးအာဆီယံစံနှင့်အညီခံစားခွင်ရရှိရေးဆောင်ရွက်သွားရေးခုနှစ်အမည်သောဝန်ထမ်းများ၏စောင့်ဝတ်နေမှုတက်တာရှောင်ချည်ရအတွက်အထူးရန်ငွေထူထောင်ရေး အမီးသားယူခဲ့သည့်ကာလမခွဲခြားပဲတပြေးညီလက်စာနှုံထားဖြစ်၏၈မိမိတို့နေပေအလိုက်အခြေခံအခွင့်အရေးများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်လွတ်လပ်သည့်အလုကမာတမကလေသမားတမကကြောင်းသားတမကများစသည့်စစ်တမ်းကြီးအမှန်တကယ်လွတ်လပ်သော လူတို့အခြေပြုအဖွဲ့အစည်းများဥပဒေနဲ့အငြင်းပေါ်ပေါက်ရင်းကိုပြည်သူမြန်မာနိုင်ငံတို့သည် ရေကွက်စီးပွားရေးစနစ်အားအပြည့်အဝအကောင်အထည်ကိုဆောင်ရွက်ရေးတစေအစိုးရဒီတော်စုအခြေခံအဆောက်အအုံများဆောက်လုပ်ရတွင်ဒီလူလူတို့အားရုပ်ပိုင်းစိတ်ပိုင်းဖြည့်စီမှုများမဖြစ်ပေါ်စေရင်ထိခိုက်မှုများအတွင်ခြေလျော့နှိပ်သိမ်းပေးနိုင်သော အစီအစဉ်များပြည့်စုံစွာဖြစ်သွင်းရေးစစ်တပညာရေးရင်းနှီးမြှုပ်နှံမှုအတွက်ထိရောက်သောမူဝါဒနဲ့လုပ်ငန်းစီများရေးဆွဲရန်တက်ဆိုင်ရာ ပညာရှင်များတို့ယုံကြည်စွာအနှံ့ရေးစနစ်တက္ကသိုလ်ပညာရေးကိုသုတေသနအခြေခံတို့ပညာရေးစနစ်ဖြစ်အောင်ဖြစ်စည်းညှိနှိုင်းရေးလွတ်လပ်စွာပညာသင်ကြားခွင့်လွတ်လပ်စွာပညာရေးအဖွဲ့အစည်းများဖွဲ့စည်းခွင့်ရရှိစေရေးဆက်သုံးအခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့အခြေခံကုသမှုတို့ကိုအခမဲ့ရရှိစေရေးရှင်းဝါကုသမှုနဲ့ဆိုင်သောဆေးရုံဆေးပစ္စည်းခွဲစိတ်ကုသရေးကိရိယာနဲ့ ခင်မီယောဂရှာဖွေရေးစက္ကရိယာများစုံလင်စွာ ရရှိစေရေးကျမရေးမူဝါဒနဲ့လုပ်ငန်းစဉ်ရေးဆွေးရေးကိုကျမရေးဆညာပညာရှင်များလက်သို့အနှံ့ရေးလိုဖြစ်ပါလေ။ကြောင်စုသားပြည်သူများခင်ဗျာဆက်လက်ပြီးရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ဒီတော်စုနိုင်ငံတော်အတွက်ဆောင်ရွက်မြင့်လုပ်ငန်းစဉ်များကိုတင်ပြပါမယ်။၁ဒီတော်စုအစိုးရနှင့်ဒီနေတိုင်းဒေသကြီးနှင့်ဒီတော်စုစီရင်စုဒေသအသီးသီးတို့ အခြေခံစည်းပေါ်ရေးလုပ်ငန်းများဖြစ်သောလေယာဉ်ရေလုပ်ငန်းဝင်းမြူရေးစက်ပြိုးရေးစသည့်လုပ်ငန်းကဏ္ဍများအတွေ့အခြေခံများဤပညာလိုအပ်ချက်များဖြစ်စီပေးရန်နှစ်မိမိကြိတ်နိုင်သောသီးနှံများကိုလွတ်လပ်စွာစက်ပြိုး၍လွတ်လပ်စွာတည်ယူရောင်းချခွင့်နဲ့ရေးကွက်ခွင့်ကြီးကိုလွတ်လပ်စွာခံစားခွင့်ရရှိရေးစီစဉ်ပေးရန်သုံးလေယာဉ်နဲ့စက်ပြိုးရေးမွေးမြူရေးရေလုံငန်းရှင်များအတွက်ဘာနာရေးပံ့ပိုးပေးနိုင်ရေး အရင်အမည်များလွယ်ကူစွာရရှိနိုင်ရေးစီစဉ်ပေးရန်စိတ်ပျော်ရေးကဏ္ဍနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်ပြည်တွင်းစိတ်ပျော်ရေးလုပ်ငန်းများကိုမထိခိုက်စေရန်လေးစက်မှုနှင့်ဤပညာကုန်ထုတ်လုပ်ငန်းများအတွက်ဗဏ္ဍာငွေနှင့်ဤပညာရရှိရေးစီစဉ်ပေးရန်ငါစဝူတီတွင်မျိုးဆက်သစ်စီးပွားရေးလုပ်ကိုင်သူများပို့ပေါက်လာရန်အတွက်အထောက်အကူပြုရန်မူငွေများတီထောင်ပံ့ပိုးပေးရန်၆ အသေးစားနဲ့အလက်စားနိုင်ငံခြားယင်းနှိမ့်မှုပြုတ်နံမှုများကိုယင်းနှိမ့်ပြုတ်နံမှုငွေလုံးငွေရင်းကန့်သက်ပမာဏဖြင့်ဒီနေနဲ့တိုင်းဒေသကြီးဒီတော်စုစီရင်စုဒေသများဤသဘာဝအာတချက်အလိုက်လုတ်ပိုင်ခွင့်ပေးရန်ခုနှစ်အခြေခံပညာမူလတန်းအလေတန်းအထက်တန်းအပါဝင်အစ်မြပညာရေးနဲ့ပညာရေးနဲ့ဤပညာနှစ်တည်းရဲ့သုတေသနနဲ့ဖွံ့ဖြိုးရေးကဏ္ဍကိုအားဖြည့်ဖြစ်တင်ရန်လို့ဖြစ်ပါတယ် ယခိုင်တိုင်းရင်းသားပြည်သူများခင်ဗျာဆက်လက်ပြီးယခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်မူဝါဒများကိုတင်ပြပါမယ်ယခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံပြီးလေယာဉ်ရေလုပ်ငန်းငါးဖမ်းလုပ်ငန်းများဖြစ်ပါတယ်ဒါကြောင့်ဖြစ်လေယာဉ်ရေလုပ်ငန်းဆောင်းတိနံမွေးမြူရေးလုပ်ငန်းများပင်လေကန်းနင်းကန်ဝေးငါးဖမ်းလုပ်ငန်းများတိုးရှိဖြစ်တင်ရေးနှစ်တောင်ပေါ်ရှိစိတ်ပြောမြင်များဖော်ထုတ်ရေး စက်မှုကုံချမ်းပြီးငံများစိတ်ပြိုးထုတ်လုပ်ကစိတ်ပြိုးရေးထုတ်ကုန်အခြေခံစက်မှုလုပ်ငန်းများပို့ထုတ်ပြီး၃ရေငန်တာဒါမန်ကြီးများတိဆောက်၍မြဝမြင်းလုံးကျွန်းပေါ်မြေရန်မြေသိများပို့ထုတ်ရင်၄ရခိုင်ပြည်နယ်အမျိုးသားစီးပွားရေးအစီအစဉ်များ၅ရခိုင်ပြည်နယ်အမျိုးသားကျန်းမာရေးကာကွယ်စောင့်ချုပ်ရေးအစီအစဉ်များ၆ရခိုင်ပြည်နယ်မျိုးသားမျက်စစ်တပ်အားဖွံ့ဖြိုးရေးအစီအစဉ်များခုနှစ် အငြိစားနဲ့အလက်စားပြည်တွင်းပြည်ပဆက်မှုလုပ်ငန်းယင်းနှိမ့်နှံမှုဆိုင်ရာအမျိုးသားရေးအစီအစဉ်များ၈ကွန်ပျူတာအင်တာနက်ဆက်သွယ်ရေးနည်းပညာနှင့်တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍများလွယ်ကူစေရေး၉တစ်တုံးဒီအတိုးထိမ့်သိမ်းရေးနှင့်တဘာဝပတ်ဝန်းကျင်အစီအစဉ်ဖြင့်ဖွံ့ဖြိုးတိုးတက်ရေးတစ်စီရခိုင်ပြည်သူလူထုများတဘာဝမြေချောင်းတိုးတောင်များကိုမှီခိုး၍ ဝန်သာရှားပွေစားတော့နေရသောအချိန်မှလွတ်မြောက်ရေးစစ်တေပင်လေစိတ်ကတကားများဖွင့်ပြအောင်ကြီးဆောက်၍ဒီနေ့ဤကုံတွေရေချောင်းလုပ်ငန်းများဖွင့်ပြလာစေရေးစစ်မြေရခိုင်ပြည်နယ်အတွင်းနေထိုင်ရရှိကြသော လူမျိုးမျိုးဘာသာမရွေးလူမျိုးအသည့်သည့်ဘာသာယဉ်ကျေးမှုစားဝတ်နေရေးရှားပွေရမှုငယ်အခြေခံလူ့အခွင့်အရေးများ လုံခြုံမှုရှိစေရန်တာကွေစောင့်ရှောက်မှုပေးခြင်း လူသားချင်းစာနာထောက်ထားမှုခံစားခွင့်များကို အာမခံချက်ပေးလို့ဖြစ်ပါတယ်။လေစာအပါတော်ခိုင်းပြည်သူလူထုအပေါင်းတို့ခင်ဗျာ။ဒီခုဆက်လက်ပြီးချွတ်တော်အဆင့်ဆင့်နဲ့ပြည်တော်စုအစိုးရပြည်နယ်အစိုးရတို့အားရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက်တွန်းအားပေးဆောင်ရွက်ညီရခိုင်တိုင်းရင်းသားများတုတ်တက်ရေးပါတီ RNDP ၏လုပ်ငန်းစဉ်များကိုတင်ပြပါမယ်။တေး ရခိုင်ပြည်နယ်စီးပွားရေးတပ်သွေးကြိုးဖြစ်သောလေယာဉ်နှင့်ရေလုံငန်းစိတ်ကြိုးရေးကန်းလင်းကန်းဝေးငါးဖန်လုပ်ငန်းများဖွံ့ဖြိုးလာအောင်ဘဏ္ဍာငွေလုံလောက်စွာ ရရှိစေရန်လိုအပ်သောဤပညာများဓာတ်မြေဩဇာပိုးသက်စေကျွေးနွားလေယာထွန်းချက်များလုံလောက်စွာသုံးဆွေးနိုင်အောင်ဆောင်ရွက်ပေးရန်လေယာဉ်နှင့်ရေလုံငန်းအရေးပေါ်အသေးစားငွေရှိယူနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်နှစ် မျိုးစဘာများကိုတင့်တော်သလိုအစ်စ်လေးလေးနိုင်အောင်စီစဉ်ပေးရန်၃ရေလုံငန်းအခြေခံရေကင်းဆက်အေးခန်းဆက်ယုံပုံချိုးထုတ်ဆက်ယုံအမုံချုပ်အမုံကျိတ်ဆက်ယုံများကိုမိမိတို့၏အမျိုးသားလုပ်ငန်းရှင်များယင်းဤမြုပ်နှံလာနိုင်အောင်အရင်းများဖန်တီးပေးပါမည်ဒီတွင်ပြပယင်းဤမြုပ်နှံသူများကိုလည်းရခိုင်အမျိုးသားလုပ်ငန်းရှင်များထိခိုက်နေနာမှုမရှိစေရန်တို့မဟုတ်ဖက်ဆက်ယင်းဤ ပြောင်းနံနိုင်ရန်စီစဉ်ဆောင်ရွက်ပေးရန်လေရခိုင်ပြည်နယ်၏တဘာဝအရင်းအမြစ်ဖြစ်သောတဘာဝဓာတ်ငွေများကိုအခြေခံ၍ရဲစစ်တပ်အားပြည့်ပြည့်ဝစွာတုံးဆွေးခွင့်ရရှိရေးဈေးနှုန်းချိုသာစေရေးများကိုဆောင်ရွက်ပေးရန်ငါထိုကဲ့သို့လျှက်စစ်တပ်အားဈေးနှုန်းတက်တာမှုနှင့်ပြည်လေစက္ကန့်အားကြချက်များအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံများဖြစ်သောဈေးကွက်ကြီးများနှင့်နှိစက်ခြင်းစသည့်အားကြချက်များကိုအသုံးချ၍ ပြည်တွင်းနဲ့ပြည်ပမှာယင်းနှိမ့်ငံမှုများဝင်ရောက်လာအောင်ဆောင်ရွက်ပေးရန်6ရခိုင်ပြည်နယ်ပေါ်များသောတိတိုးထွက်ပစ္စည်းများကိုအခြေခံထုတ်လုပ်သောစက်မှုန်ကုန်ထုတ်လုပ်ငန်းများပိုပေါက်လာစေရပါမည်အထူးသဖြင့်ဤလုပ်ငန်းများကိုဂွတ်တန်တွဲတောင်ကုန်စသောမြို့နယ်များတွင်လက်မှုပညာထွန်းကားသည့်အားသာချက်တစ်ခုအဖြစ်ဦးစားပေးတည်ဆောက်ပေးရန်9တောင်ကုန်ရန်ကြီးကြောက်ဖြူမန်အောင်တန်တွဲတို့တွင်တည်ရှိသော တဘာဝထုံးကြောက်တောင်များဝါတို့များကိုအခြေခံ၍၎င်းတဘာဝတံွေများကိုအခြေခံ၍၎င်းတမြင်ဩဇာဖိလက်မြေဆက်ကြောက်ပြားဆက်ဖက်သားဆက်ယုံတက်ခုဆက်များဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးရန်ရှစ်မိုးရေကြီးလက်မှနေရာကျော်ရွာသွန်းသို့ရခိုင်ပြည်တွင်မိုးလွန်ကာလရေရှားပသို့ပြဿနာကိုမြုပ်ပြကျေးလက်အလိုက်အမြန်ဆုံးပေးနိုင်ရန်ကြိုးပမ်းပေးပါမည်မြေပေါင်းနေရာနီးပါး ကြာခဲ့ပြီဖြစ်သောစစ်တွေမျိုးရေပေးဝင်ရေးစနစ်ကိုလည်းဤပညာသိများဖြင့်ပြုကျင်ပေးရန်ကိုလာမည့်15နှစ်အတွင်းပညာတတ် လူလက်တန်းစားအစွာတစ်ခုပေါ်ပေါက်လာစေပြီးရခိုင်လူအဖွဲ့အစည်းသည်ပညာအခြေခံလူအဖွဲ့အစည်းဖြစ်လာစေရန်တစ်ဆင်းလက်လုံလက်စားအလုပ်သမားများနှင့်အခြေခံအလုပ်သမားများဤဝင်ငွေမြင့်မားလာစေရန်နှင့်အလုပ်ကိုင်းသိများထုတ်ထုတ်ပေးရန်လေးစားအပ်ပါသော ပြည်တော်စုသားပြည်သူများနဲ့ရခိုင်ပြည်သူလူထုအပေါင်းတို့ခင်ဗျာရခိုင်တိုင်းရင်းသားတို့ရဲ့ကျော်ဝဆန်းတာမှုတင်ကြတာနမိတ်တိရိဝိဆာရခိုင်ဒင်္ဂါတစိုက်ကိုမေးပေးကြပါငြင်းချမှုကျော်ဝဆန်းတာမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဒီရခိုင်ပြည်နယ်တွင်လွှမ်းခြုံနိုင်ပါစေပြည်တော်စုတမုန်းလုံးတွင်လည်းလွှမ်းခြုံနိုင်ပါစေလို့ဆုတောင်းပြီးလင်ငုံချုပ်အပ်ပါတယ် sein Träger nahm er durch den Leben. doch Lust, auf Lust, auf Lust, Mutter, bitte, Frau, will ich das sagen, ja, nie.